ဖေရိုက်တဲ့ကားတိုင်းခုသားတွေတမီးတွေပါမယ်ဆိုတာမျိုးတော့မဟုတ်ဘူးနော်ဒီ producer ကဒီကားအတွက်ဒီဇက်မှာဒီ character ဒီမင်းသားဒီမင်းသမီးအဲသူတို့ရွေးချယ်ရွေးချယ်ရမှာလေအဲ့မှာကျွန်တော်တို့ ਨੇ လိုက်ဒီမလိုက်ဒီอ่ะအဲသူတို့ဆုံးဖြတ်ပြီးမှ character ရှိရောက်တာဆိုတော့ဖေကတော့အဲခုသားတွေတမီးတွေကိုကျွန်တော်ကမှထည့်သုံးမှာဆိုတော့စကားမျိုးမပြောဘူးကျွန်တော်တို့ကလည်းမတောင်းဆိုဘူးအဖေလည်း drummer ကိုသူလည်းယူသွက်တယ် အဲဒီဒီတက်ပို့ပြီးတော့ပရိသတ်ရင်းနဲ့ရောင်းမဲ့ဟာတွေသူ့မှာရှိသေးတယ်။ဒီချပြမဲ့အချိန်ရောက်လာလို့ရှိရင်ပရိသတ်ကိုကြည့်ရမှာပါဟုတ်လား။အဲဖေနဲ့အဲ့လိုမပြောဖြစ်ဘူး။မပြောဖြစ်ဘူးဆိုတာဘယ်လိုလဲဆိုတော့အဖေရဲ့ကားတိုင်းခုသားတွေတမိတွေပါမယ်ဆိုတာမျိုးတော့မဟုတ်ဘူးနော်။ဒီ producer ကဒီကားအတွက်ဒီဇက်မှာဒီ character ဒီမင်းသားဒီမင်းသမီးအဲသူတို့ရွေးချယ်ရွေးချယ်ရမှာလေ။အဲ့မှာကျွန်တော်တို့ ਨੇ လိုက်ဒီမလိုက်ဒီရ အဲသူတို့ဆုံးဖြတ်ပြီးမှ writer ရှိရောက်တာဆိုတော့ဖီကတော့အဲကုသားတွေသမီးတွေကိုကျွန်တော်ကမှထည့်သုံးမှဆိုရဲစကားမျိုးမပြောဘူးကျွန်တော်တို့ကလည်းမတောင်းဆိုဘူးဒါဖြစ်ဖြစ်ဟိုဖီကမှအခုပါတဲ့အနုပညာရှင်တွေအကုန်လုံးကကျွန်တော်ရဲ့ညီကိုညီမတော်တွေလို့ရဲဆိုတော့သူတို့အစားဝမ်းသာပါတယ်ဟုတ်အဖေနဲ့ကအဲ့လိုမျိုးမပြောပြဘူးပေါ့နော်ဒါကျွန်တော်တို့အဲဒါမိဘတယောက်အနေနဲ့သူ့မှာဟိုသူဖြစ်တဲ့ ိတ်ခံစားချက်ပေါ့ကျွန်တော်တို့ကလည်းကျွန်တော်တို့အလျောက်အဲကြိုးစားတဲ့ကြိုးစားခွင့်ရလာတဲ့ရုပ်ရှင်ကားတွေမှာကျွန်တော်အကောင်းဆုံးကျွန်တော်လည်းကြိုးစားပါတယ်အဲဒါကတော့ခုရှိရလာတဲ့ဟိုဘယ်လိုပြောမလဲဒီအခွင့်အရေးပေါ်မူတည်ပြီးတော့ကျွန်တော်တို့လောက်ွက်ရှိရတယ်မရှိတဲ့ကားတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာလောက်ွက်မရရလေရှိအဲ့တော့အကောင်းဆုံးလုပ်ပြနိုင်တဲ့အနေအထားမျိုးနဲ့အဖေရှိရဲ့အခြေအနေ စိန်ကြရင်တော့ကျွန်တော်အကောင်းဆုံးခြားပြောင်းမယ်။တောင်းတကြီးပါခမရပြောသလိုကြွားမလား။စေတနာနဲ့ပြောနေတာ။ခမရကိုစကားလူလိုပြောနေတာနော်။ဟောတာကဲ။မှန်တာပါလေ။ဒီတေချာအားဆိုင်ထုတ်ထားတဲ့ကားလေးပြိသက်ရှိခြားပြောင်းဝင်ရတဲ့အတွက်မှန်တာပါလေ။ဟုတ်။မှန်တာပါလေ။ဖေးကိုကွန်ပျူတာပို့တက်လာတာပါ။သဘောကျပါလေ။ဟိုကအဖေနဲ့တွေ့ပြတဲ့အချိန်တိုင်းဒီရာလေးကိုသူပြရတော့နော်ဖေကြီးဒီဟာကို post meeting ရဲ့အချိန်မှာလည်းကျွန်တော်တို့ဒီကြော်ညာလေးပြရတယ်။ဒါတကယ်လေကောင်းတဲ့ကားလေးတစ်ကားပါနော်။ ကလေးရှင်းခုံးပါတယ်ဇက်ကတော့အတိအကျအားလုံးမသိသေးဘူးဆိုတော့ကျွန်တော်ခုမှကြည့်ရတာဒီကားမှာချောထရီလာကြည့်ရကြည့်တာဒါပေမဲ့အဲ့လိုမျိုးကသူကတော့ no phone နေရ no phone တော့နေရာတိုင်းကိုသူကအဲတရုတ်ဆောင်ရင်တော့ဟိုပါဖြစ်ပါတယ်။အကုန်လုံးကိုဘယ်လိုပြောရမလဲ။ပြောရမယ်ပြောတတ်တယ်။အကုန်လုံးနဲ့ကြည့်ကောင်းပါပါ။အဖေကအဲ့လိုမျိုးဘယ်လိုပြောမလဲ။ဟိုးရှင်ကလည်းအဖေကတရုတ်ဆောင် လုပ်တဲ့အချိန်မှတည်းကလည်းဖေးရဲ့အကူလိုခြေရတယ်တကယ်ချင်းလိုခြေရတယ်ဥကုတူသားဥကုတူပေါ့နော်ဥကုတူကလည်းသူဒရိုက်တာလုပ်တဲ့အချိန်မှာတော့လည်းသူက drummer အရန်ပိုင်တဲ့ဒရိုက်တာတယောက်အနေနဲ့ရက်တိခဲ့တာဆိုတော့အဖေလည်း drama ကိုသူလည်းယူသွက်တယ်။အဲသူဒီတက်ပို့ပြီးတော့ပရိသတ်ရင်ထဲရောင်းမဲ့ဟာတွေသူ့မှာရှိသေးတယ်။သူချပြမဲ့အချိန်ရောက်လာလို့ရှိရင်ပရိသတ်ဟိုကြည့်ရမှာပါဟုတ်။အားကြကုန်ယူရတဲ့လူပေါ့နော်ပြီးတော့သူရိုက်သမျှကားရဲ့ဆိုလို့ရှင်တခုခုပြိတ္တရှင်နဲ့ဟိုတော့ချန်ခဲ့ရလို့ခြောက်တာထင်ပါတယ်ဟုတ်ဒီကားလဲအဲ့လိုမျိုးအမြင်ပါစေလို့ဆုတောင်းပေးပါအဲဘယ်လိုပြောချင်လဲဆိုတော့အဖေကဒရိုက်တာတယောက်အနေနဲ့သူခန်းစားရုံနဲ့မကောက်တော့ဒီဇက်ကိုလည်းသူကဇန်ညွှန်းရေးတဲ့အချိန်အားအစ သူအစအဆုံးသူ့မှာဒီကားအတွက်ကိုသူဟိုအစလည်းဆုံးကုန်ပြင်းစင်လာတာဆိုတော့ကျွန်တော်တခုပြောစင်တာဒီကားပရိသတ်ရင်လည်းတကယ်ရောက်ပြီးတော့ပရိသတ်အားပေးမှုအပြည့်အဝနဲ့အောင်မြင်ပါစေလို့ပဲဆုတောင်းလိုက်ပါတယ်ဟုတ်သူနှလုံးသားထဲမှာမင်းတို့ညီကိုတုံးကစစ်စီဟာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါကွာဟုတ်တယ်မလားမဟုတ်ပါဒါကျွန်တော်ပါတယ်ချက်ပါတယ်ကျွန်တော်ချက်ကြည့်ပါတယ်အများကြီးပဲတဲလိုက်ရတော့ကျွန်တော်စားရစားရတယ်ဒါပေမဲ့တိတ်တိတ်ပြီးတော့မစားဖြစ်ကြောက်တယ်ဆိုတော့လည်းလောက်ကြံတာညား လိုလုပ်ကြတာချောလားအဲ့လိုလေချောပြောရမှာမဟုတ်တဲသေးကိုတဲသေးတဲသေးတဲကိုကြောက်ပါအဲ့လိုမျိုးပြောအမေကောင်းပါလေလုံးကျန်တာဆိုအမေလုံးကျန်တာဆိုသူ့ကိုကြောက်နေရသူကသူနဲ့ကျွန်တော်နဲ့တခါကျအမြဲတောင်းတောင်းတွေ့တာနဲ့အဲ့လိုတတ်နေကြတာဆိုတော့ကျွန်တော်ကောင်းတယ်ပြောပြီးတော့ကျွန်တော်တို့ကူကူအဲ့လိုငန်လာလို့ပါလို့စက်တာလို့လုတ်ထလိုက်မှာကျွန်တော်သိရတယ်အဲ့လိုကောင်းပါလေကောင်းတယ်ကိုကကိုကမစားရဲဘူးအဲ့လေကိုနဲ့တာတတ်ပြင်လဲဒါမျိုးသမီးလေးကျတော့တော်တော်လေးအဆင်ပြေနေမှာပါတယ်နော်အဲ့တော့အဲ့ပုံမှာအောင်လက်ကြည့်လက်ကလည်းဒါ နော်ဝမ်းသာတာဗောကိုကိုယူလာတဲ့ကိုယူထားတဲ့ကိုအမျိုးသမီးနဲ့ကိုမိသားစုနဲ့အဆင်ပြေနေဆိုတော့အတိုင်းမသိဘောဝမ်းသာကြရတာဟုတ်ဒါမှမဟုတ်တော့ချောကပဲနေတတ်နေလို့လည်းပြောလို့ရမှာဟုတ်ပါတယ်အဲ့လိုပဲအဲ့လိုပဲဖြစ်မှာဘာလို့ငယ်လေးတွေကလည်းသူကမိသားစုလိုဖြစ်နေတာဘူးအဲ့လိုဆိုတော့ဟုတ်အဲ့လိုမျိုးကမရဆိုင်ဘူးအာသူကျွန်တော်အဲ့လိုစက်သားပြောပါမယ်စက်သားလေးတွေအဲ့လိုနှုံးနှုံးဆင်းပြီးတော့စက်တလုံးလုပ်ပြီးတော့ချက်ကျွေးရခင်ရန်ပေါ့ဟုတ်တယ်ဟုတ်တယ် ။အားကြောက်ချွေးပြန်လာပြီ။အော်မချက်ချွေး။ဟုတ်။ဟုတ်ကဲ့။ဟုတ်။ဟုတ်ကဲ့။ဟုတ်။အာအဲ့တော့တွေ့ထူးမပါဘူးကျွန်တော်တို့ညောင်ကအလိုလိုစိတ်အပြောင်းလဲပြန်အောင်ရှောက်လို့တယ်ဒီရာပုံစံကိုကိုယ့်ဘောင်ညီကွေးလာလို့ရှင်တခြားပုံစံပြောင်းတယ်ဘယ်လိုအဲ့လိုဟုတ်ဟုတ်ကဲ့ပါအောင်စီအောင်မရုပ်ရှင်ကရုံတင်တဲ့အချိန်ကြာလို့ရှင်လည်းပြည့်တဲ့အားလုံး အဖျင်းနဲ့လာရောက်အားပေးပါလို့ဖိတ်ခေါ်ပါရစေ။ကျေးဇူးများတင်ပါတယ်။